ိတ်ဆွေတို့ရေမင်္ဂလာပါဘဝမှာအသွေးလေးတစ်ခုကြောင့်ပြောင်းလဲသွားတာရှိသလိုအသွေးလေးတစ်ခုကြောင့်ပျက်စီးသွားတာတွေအများကြီးရှိပါတယ်ဒီကနေ့မှာတော့အသွေးလေးတစ်ခုဟာ လူတစ်ယောက်ကိုဘယ်လောက်အတိုင်းအတာထိပြောင်းလဲနိုင်ဆန်းရှိတယ်လဲဆိုတဲ့အကြောင်းကိုဝေမျှချင်ပါတယ်တခါတော့ကမြို့တစ်မြို့ကယထာဘူတာလေးတစ်ခုမှာတောင်းရန်နေတဲ့ အတောင်စားလေးတူရှိပါတယ်။သူဟာယထာကနေဆင်းလာတဲ့ခရီးသည်တွေစီကတောင်ရံပြီးတော့အတက်မွေးနေပါတယ်။တရက်မှာဥကောင်းစားလာဝတ်ထားပြီးအရက်ရှိရှိနဲ့လူတယောက်လာနေတာကို သူမြင်လိုက်ပါတယ်။ငါသူ့ကိုတောင်းလိုက်မယ်ဆိုရင် သူတော်တော်ရက်ရောလောက်မှာပါလို့သူတွေးတယ်။သူဟာထိုသူစီချင်းကပ်ပြီးတောင်းကြည့်တယ်။ အဲ့ဒီအရက်ရှိရှိလူကြီးကသူ့ကိုစိတ်စိတ်ကြည့်ပြီးတော့ပြောတယ်မင်းဟာအမြဲတမ်းတခြားလူတွေစီကနေပဲလိုက်တောင်းနေတယ်ဒါပေမဲ့အခြားလူတွေကိုတခုခုပေးဖို့မင်းစဉ်းစားဖူးလားလို့မေးလိုက်တယ်တတောင်းစားလေးကဆရာကြီးကျွန်တော်ကတတောင်းစားတူပါကျွန်တော်အမြဲတမ်းတောင်းနေတာဆိုတာကျွန်တော်မှပေးစရာဘာမှမရှိလို့လေ ကျွန်တော်ဘယ်လိုနဲ့သူများကိုပေးနိုင်မှလဲလို့ပြန်ဖြေတယ်။အဲ့ဒီခါမှာအရက်ရှိတဲ့လူကြီးကမင်းဘာမှမပေးနိုင်ရင်မင်းမှာဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူး။ငါဟာစီးပွားရေးတမားဖြစ်တယ်။အပေးအယူရှိတဲ့နေရာမှကိုပဲငါအယုံကြည်ရှိတယ်။ငါ့ကိုပေးဖို့မင်းမှာတခုခုရှိမှပဲငါမင်းကိုတခုခုပြန်ပေးမယ်လို့ပြောပြီးယထာပေါ်တက်သွားခဲ့တယ်။ တတောင်းစားလေးဟာအဲ့ဒီမှာထိုင်ပြီးအဲ့ဒီလူရဲ့စကားကိုစဉ်းစားနေမိတယ်။ဒီစကလုံးတွေဟာ သူ့ရဲ့နှလုံးသားကိုခိုက်သွားစေတယ်။ငါပိုက်ဆံတိတ်မရတာငါဘာမှပြန်မပေးလို့ဖြစ်မယ်ထင်တယ်။ဒါပေမဲ့ငါကတတောင်းစားတူပဲလေ။အခြားလူကိုငါဘာပြန်ပေးနိုင်မှာတုံး။ဆိုပြီးသူစဉ်းစားတယ်။အချင်းအတော်ကြာကြာလေးလေးနက်နက်စဉ်းစားပြီးတဲ့နောက်မှာ ူဆုံးဖြတ်ချက်တခုချနိုင်ခဲ့တယ်။အခုချိန်ကစပြီးငါ့ကိုပိုက်ဆံစွန့်ကျဲတဲ့သူကိုငါတကခုပြန်ပေးမယ်။ဒါပေမဲ့ငါလိုတောင်းစားတယောက်ကဘာများပြန်ပေးနိုင်မှာလဲဆိုတဲ့မေကွန်းကသူ့ကိုနှိပ်စက်နေပြန်တယ်။အချိန်တစ်ရက်လောက်ကုန်သွားပြီမဲ့သူအဖြေရှာမရခဲ့ဘူး။တုံးရက်မြောက်တဲ့နေ့မှာဘူတာတခုမှသူထိုင်နေတော့အနီးအနားမှာ ပန်းတွေတအားပွင့်နေတာတတိထားမိလိုက်တယ်။ဒါနဲ့သူအကြံတစ်ခုရသွားတယ်။ငါ့ကိုပိုက်ဆံပေးတဲ့သူတွေကိုဒီပန်းလေးပြန်ပေးရင်ရောဒီအကြံကိုသူတိတ်တဘောကြသွားတယ်။ပြီးတော့ပန်းပွင့်လင်းငါပွင့်လောက်ခူးသွားလိုက်တယ်။အဲ့ဒီနေ့မှာသူဟာယထာပေါ်မှာလိုက်ပြီးတောင်းရမ်းပါတယ်။သူ့ကိုပိုက်ဆံပေးတဲ့သူကိုပန်းလေးတစ်ပွင့်သူပြန်ပေးတယ်။ လူတွေကလည်းသူ့ရဲ့လှုပ်ရက်လေးကိုသဘောကျကြတယ်ပြီးတော့သူပေးတဲ့ပန်းပွင့်လေးတွေကိုမျက်မျက်နှုံနှုံတင်ထားလိုက်ကြတယ်အဲဒီနေ့ကစတတောင်းစားလေးဟာပန်းတွေလိုက်ခူပါတော့တယ်ပြီးတော့သူ့ကိုပိုက်ဆံပေးတဲ့သူကိုသူပန်းပြန်ပေးတယ်လူတွေကလည်းသူ့ကိုပို့ပြီးတော့ပိုက်ဆံတွေစွန့်ကျဲလာကြတာသူတတိထားမိတယ်ဒါပေမဲ့ သူပန်းတွေမပေးတော့တဲ့အခါလူတွေသူ့ကိုပိုက်ဆံတိတ်မပေးကြတော့ပြန်ဘူးတရက်မှာယထာပေါ်မှာတောင်းရမ်းနေတော့သူ့ကိုအကြံပေးခဲ့တဲ့အရက်ရှိတဲ့လူကြီးနဲ့ပြန်ဆုံတွေ့ကြတယ်ဒီအခါမှာတရောင်းစားလေးဟာ သူ့စီကို ခတ်တတွက်လေးချင်းကတ်သွားပြီးဒီကနေ့တော့ခမည်းကိုတကူကူပေးဖို့ကျွန်တော်မှရှိနေပြီဗျအခုကျွန်တော်ကိုပိုက်ဆံပေးပါ ခမ ्या ကိုကျွန်ုပ်ပန်းအချုပ်ပေးမယ်လို့သူပြောလိုက်တယ်။သူလူကြီးကပြောပြီးတော့သူ့ကိုပိုက်ဆံအချုပ်ပေးပြီးသူ့ရဲ့ပန်းကိုလက်ခံလိုက်တယ်။သူကတိတ်မိုက်တာပဲ။အခုမင်းကငါ့လိုပဲစီးပွားရေးတမားဖြစ်သွားပြီလို့ဆိုရင်ပန်းကိုယူပြီးသူထတ်သွားခဲ့တယ်။ဒီအခါမှာတရောင်းစားလေးဟာအဲ့ဒီလူကြီးရဲ့စကားကိုပြန်ပြီးစမြုပ်ပြန်မိနေပါလေ။ ဘဝကိုပြောင်းလဲဖို့တော့ချက်ဟာကိုယ်လက်ထက်မှာပဲရှိပါလားဆိုတာသူတဘောပေါက်သွားတယ်။ယထာဘောကနေသူဆင်းလိုက်တယ်ပြီးတော့ကောင်းကင်ကိုမော့ချင်ရင်ငါကတရောင်းစားတယောက်မဟုတ်တော့ဘူးငါကတရောင်းစားတယောက်မဟုတ်တော့ဘူးငါဟာစီးပွားရေးတမားဖြစ်ပြီးငါချမ်းသာနိုင်တယ်ငါချမ်းသာနိုင်တယ်ဆိုပြီးအားရပါရအော်ချလိုက်ပါတော့တယ်အနာကလူတွေက ဒီလူကြောင်များကြောင်တွားပြီလားဆိုပြီးတွေးနေကြပါတယ်။ဒါပေမဲ့တတောင်စားလေးဟာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပြီးသားမို့ဘယ်သူကမှဂယုစိုက်မနေတော့ပါဘူး။၆လကြာပြီးတဲ့နောက်မှာအဲ့ဒီယထာဘူတာမှာပဲဥကောင်းစားလာနဲ့စမတ်ကြကြလူနှစ်ယောက်လမ်းလျှောက်နေပါတယ်။အဲ့ဒီမှာပထမလူကဒုတိယလူကိုမှတ်မိနေတော့လက်ဆွဲနှုတ်ဆက်ရင်း ခမားချုပ်ကိုမှတ်မိလားမေးတဲ့အခါဒုတိယတယောက်ကမမှတ်မိဘူးနော်တို့အရင်ကမတွေ့ဘူးတေးဘူးထင်တယ်နော်လို့ပြန်ဖြေတယ်ပထမတယောက်က ပြုံးပြီးငါတို့တွေတွေ့ဆုံဖူးကြပါတယ်တစ်ကြိမ်တော့မကဘူးနှစ်ကြိမ်တော့ဆုံဖူးကြပါတယ်ခမားစကားပြောခဲ့တဲ့တတောင်းစားတယောက်ကိုမမိသေးလားလို့မေးလိုက်တယ်အဲ့ဒီအခါဒုတိယတယောက်ကအံ့ဩစွာနဲ့ 哦တိမ်မက်မိတာဗောခမ ्या မဟုတ်လားပထမတစ်ခေါက်တုန်းကငါမင်းကိုပိုက်ဆံပေးဖို့ညင်းဆံခဲ့တယ်လေဒုတိယတစ်ခေါက်မှာငါမင်းစီကနေပန်းတွေဝေခဲ့တာလေဒါပေမဲ့ဒီနေ့တော့မင်းကရှေကိုတာနာနေပါလားမင်းအခုဘာတွေလုပ်နေလဲလို့မေးလိုက်တယ်ပထမလူကဟုတ်ပါလေကျုပ်ကအဲ့ဒီတောင်းစားပါဒါပေမဲ့ဒီနေ့မှာတော့ အောင်မြင်တဲ့ပန်းရောင်းသူတဦးဖြစ်နေပြီငါအခုငါအလုပ်ကိစ္စနဲ့အခြားမျိုးကိုတွားမလို့ပါလို့ပြန်ဖြေတယ်ပြီးတော့သူကဆက်ပြီးမင်းငါကိုဘဂဝါရဲ့အရေးကြီးဆုံးသောနေရာမှတစ်ခုကိုတင်ပေးခဲ့တယ်ငါတို့ဟာတစ်ခုခုပေးမှပဲတစ်ခုခုပြန်ရတယ်ဆိုတဲ့အသွေးဟာကျွန်တော်ဘဝကို လုံးဝပြောင်းလဲစေခဲ့တယ်ငါဟာတရားစားမဟုတ်ဘူး ငါဟာပန်းရောင်းသူတဦးဖြစ်တယ်ဆိုတာကိုငါသဘောပေါက်သွားတယ်။ဒါပေမဲ့အဲ့ဒီတုန်းကငါအဲ့ဒီလိုမသွေးမိခဲ့ဘူး။လူတွေဟာငါ့ကိုပိုက်ဆံပေးနေတာမဟုတ်ဘူး။သူတို့ဟာငါရဲ့ပန်းအတွက်အခကြီးငွေပေးကြတာပါ။ငါအဲ့ဒီကရတဲ့ပိုက်ဆံတွေပန်းတွေထက်ဝယ်ပြီးတော့ငါဟာအခုဆိုရင်ပန်းကုံတဲကြီးဖြစ်လာပါပြီ။အခုဆိုရင်ပန်းဆိုင်အကြီးကြီးတဆိုင်ရှိနေပါပြီ။ ငါ့ကိုဒီလိုအသွေးကလေးထည့်ပေးလိုက်လို့အရန်ကျေးဇူးတင်ပါတယ်ကွာဆိုပြီးပြောလိုက်ပါတယ်သူတို့နှစ်ဦးဟာပြုံးပြီးခရီးရှိဆက်ခဲ့ကြတယ်ဒီပုံပီလေးကနေကျွန်တော်တို့ကို အချက်နှစ်ချက်ကိုတင်ပေးပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ရဲ့တမယူးချအသွေးကို ပြောင်းလဲပြဖို့လိုတယ်ဆိုတဲ့ဟာကို ပြောပြနေတာဖြစ်တယ်ကျွန်တော်တို့ဟာမတတ်နိုင်ဘူး ီနေရာဒီရောက်ကုန်ဟာငါနဲ့မဆိုင်ဘူးလူချမ်းသာတွေနဲ့ပဲဆိုင်တယ်မွေးကလေးကချမ်းသာသူနဲ့ပဲဆိုင်တယ်ငါမှဘာမှမရှိဘူးဆိုတဲ့တောင်းစားသူရဲ့အသွေးထဲကနေလွတ်မြောက်ဖို့ကျွန်တော်တို့တခုခုလုံနိုင်တယ်ဆိုတဲ့အသွေးကိုပေးနေတာဖြစ်တယ်နောက်တစ်ခုကဘာမဆိုအမြဲတမ်းအပိနဲ့အယူဆိုတာရှိတယ်ဆိုတဲ့ဟာကိုတတိယစေပါတယ် အပေးမရှိဘဲနဲ့အယူဆိုတာမရှိနိုင်ဘူးလောကမှာဘာမှအလကားရတာမရှိဘူးသူတန်ဖိုးနဲ့သူရှိတယ်ကိုလိုချင်တဲ့အရာ ကြီးမားလေလေကိုပေးရတဲ့တန်ဖိုးဟာကြီးလေလေဖြစ်တယ်ကိုရဲ့ပေးဆက်ရမှုဟာလည်းပဲကြီးမားလေလေဖြစ်ပါလေဒီနိယမဟာကိုရဲ့စီးပွားရေးနယ်ပယ်မှာပဲမကပဲနေရာတိုင်းမှာမှန်ကန်တဲ့နိယမဟာ မန်ကန်တဲ့အမတ်တရားတစ်ခုဖြစ်တယ်။ဒါကြောင့်တင်းရဲ့အတွေးကို ပြောင်းလိုက်ပါ။အပေးနဲ့အယူနိယာမကိုမမေ့ပါနဲ့။တင်းရဲ့ဘဝပြောင်းလဲသွားတာတင်းကိုယ်တိုင်တွေ့ကြုံရမှာပါ။